ကျွန်တော်မြန်မာကျွန်တော်ဖတ်တာ entertainment အစီအစဉ်ပုံမှန်ဆက်နေလေးရွှေကြိမ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရပါတော့။ညတော်ကနိုင်ပွဲရခဲ့တဲ့နော် Julia Fettes ကိုသူကြချင်မှလက်ထုံးနဲ့နိုင်ပွဲရခဲ့တဲ့နော် Ronika အနေနဲ့သူဒီပွဲအတွက်ဘယ်လောက်ထိတချင်းအထုတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုသူပြန်လေပြောပြထားတဲ့ရုပ်သံလေးကိုဆိုတော့အဲ့ဒါလေးတစ်ချက်တော့ကြည့်ကြည့်လေးအောင်။ Hello Hello မင်္ဂလာပါ။အာစကားလေးနည်းနည်းပြောပြောရအောင်ပြောရအောင်ဆိုတာ ဟိုအာဇာသမားလည်းအာဇာသမားတွေလည်းတိထတင့်တလို့အာကျွန်တော်ချစ်ခင်အပ်ပေးတဲ့ပြိသက်တွေရောတမန်လူတွေရောတိထတင့်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့စင်စင်တရားတွေလည်းမဟုတ်ဘူးဝိပံပြောဆိုမှုဓာရီကို မကြိုက်လို့လည်းဒီဒီဟာတွေပြောတာမဟုတ်ဘူးเนาะဆိုတော့အဲ့ဒါကိုဒီတိုင်းအနေနဲ့ပဲဘဟုတုတအနေနဲ့ပဲကျွန်တော်ပြောပြတာ ရောင်နေသေးတဲ့မျက်နှာလေးနဲ့ပေါ့ဒါကတော့အပူကန်လို့အနာဖြစ်တယ်ဒီမာရီကတော့မျက်နှာလေးရောင်သေးတယ် so အာပြောချင်တာကလေကျွန်တော်တို့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲမဝင်ခင်မှာကျွန်တော်တို့ဒီဒီတပွဲပေါ့ဘယ်တော့ရဲ့အတွေ့အကြုံကဒီတပွဲပြိုင်ပွဲမဝင်ခင်မှာ၃ပတ်တွင်မှာပြောထမင်းမစားရဘူးထမင်းဒီလောက်ပဲอืมနည်းနည်းပဲစားရအောင်နော်၃ပတ်တော့နော်မလွယ်ဘူး100 gram 100 gram အဲ့လောက်ပဲစားရတယ် so အဲ့ဒီတစ်ချောင်းလုံးမှာကျွန်တော်တို့ဒီဝိတ်ရဖို့ထိန်းလာထားတယ်အစာတောက်လို့ခြောင်လာထားတယ် so အဲ့ဒီဟာလဲအာပင်ပန်းမှုတွေရှိရယ်ပြီးတော့တန်ဖိုးအတွက်ပြင်ဆင်ထားတဲ့ training တွေလေ့ကျင့်တာတွေစဉ်းစားထားတဲ့အရာတွေဆိုအဒီအရာလဲပင်ပန်းထားတယ်ဆိုတော့အရာတွေကိုကျွန်တော်တို့ပြန်ပွဲပြီးတော့ ဒဏ်ရာရဒီဖြစ်စီမရဒီဖြစ်စီပြန်ဝယ်ပြီးလို့ရှိရင်ကျွန်တော်တပတ်လောက်နားပေးရတယ်လူတယောက်ရဲ့ခန္ဓာကိုယ်ပေါ့နော်တပတ်လောက်နားပေးပြီးတော့မှဒဏ်ရာရလူတွေအတွက်ဆိုတော့နောက်တပတ်ဆိုလို့ရှိရင်ဖြည်းဖြည်းလေးနဲ့ဒီပြေးတာနဲ့ပြန်ပြီးတော့စလုပ်မယ်ပြောခြင်းကိုဖြည်းဖြည်းချင်းပဲအလေးပပလေးနဲ့ပေါ့လေးနဲ့စပြီးတော့လုပ်မယ်ပြန်နောက်တစ်ပတ်လောက်မှကျွန်တော်တို့လည်းပြန်တင်စရာရှိရင်လည်းပြန်တင်မယ်ဆို ဒဏ်ရာမရတဲ့လူတွေကကျတော့ကျွန်တော်တပတ်လောက်နှာပြီးနောက်တစ်ပတ်ပုံမှန်တိုင်းကျွန်တော်တို့ပြန်ဆက်လို့ဆက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့ so ကျွန်တော်တို့ recover times recovery time ဆိုတာရှေ့ပြန်လဲထူထောင်ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံး relax လေးပြင်ပထားတဲ့မြတ်အကုန်လုံးအုံနောက်ရရောခန္ဓာကိုယ်တစ်ခုလုံးပြင်ပထားတဲ့မြတ်အားလုံးကျွန်တော်တို့ relax ပြီးဖို့လိုတယ်ဒီ area အားကစားသမားပဲမဟုတ်ဘူး ်တမန်လူတွေလည်းကိုကိုကိုအယမ်းပင်ပန်းနဲ့စိတ်ဖိစီးမှုများတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သွားချင်တဲ့နေရာကျွန်တော်တို့ကြိုက်တဲ့ coffee ဆိုင်လေးတွေပဲဖြစ်ဖြစ်အာသူမဟုတ်လို့ရှိရင်ကျွန်တော်တို့တောင်ပေါ်တဲ့နေရာပဲဖြစ်ဖြစ်အဲ့လိုမျိုးလိုက်လို့ကြည့်အဲ့ဒါတွေကကိုယ့်ရဲ့ stress များတယ်လို့အယမ်းကိုအဲ့လိုဖြစ်ချပေးတယ်ချောချပေးတာပေါ့နော်ဆိုတော့လုံကြည့်စီရှင်ဒါအာသမာပဲ relax ရမယ့်အရာမဟုတ်ဘူးပြောချင်တာဆိုတော့အဲ့ဒီဟာကိုယ့်ကိုယ်လည်းအာ လုတ်ပြီးတင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အာဇာမတနမားမှာဒီလိုမျိုးရှိတယ်အခုကျွန်တော်ပြန်ပွဲပြီးတော့ကျွန်တော်အာဒီလိုနှားတာတွေတချို့ကထင်ကောင်းထင်မှာပေါ့ဟိုဟာလေးလည်းမလေးကြည့်ဘူးဒီတိုင်းပဲရှောက်သွားနေလို့ဟိုဆိုရှယ်ကြီးပဲတုံးရမြားတာအဲ့လိုပြောပြောတာအေးဟုတ်တယ်ကျွန်တော်တို့ကအခု kick အာမီဒီယာ kick ဆိုတော့ပုံတင်စရာရှိလဲတင်လိုက်ပါစိတ်မှလည်းမရှိဘူးဒီတိုင်းပဲကိုသွားတဲ့နေရာကိုရဲ့မတ်တရလေးပဲဖြစ်ဖြစ် အဲ့လိုမျိုးပဲတင်လိုက်တာပေါ့နော်ဆိုတချို့ရဲ့ဝေဖန်မှုတွေလက်မခံတော့မဟုတ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒီအရာတွေကိုကျွန်တော်တို့မှာစီကံနဲ့ plan နဲ့ရှိတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်ပြီးတော့လေတိုင်ပွဲမရှိလဲကျွန်တော်တို့လေ့ကျင့်နေဒီဂျားထဲမှာတပတ်တွင်ဆိုလို့ရှိရင်အဲ့တပတ်တွင်ဂျားထဲမှာကျွန်တော်တို့တရက်ညနေတညနေနှာပေးရတယ်ပရိုလေ့ကျင့်ရနော်မလဲရခဲဦးနှစ်ခေါက်သုံးခေါက်စိန်ပေးရတယ်အလုံးစုံ နှစ်ခေါက်အလုံးစုံသုံးခေါက်အနည်းဆုံးနှစ်ကြိမ်လောက်သွားစိန်ပေးရတာပေါ့နော်ပြီးတော့ massage တွေလုပ်ပေးရတယ်အဲအရာတွေအရင်ကြီးဆုံးတဲ့အရာတွေပေါ့ပြီးတော့အစာတောက်ဆိုရင်လည်းရှောက်ရှောက်စားလို့မရအောင်ကျွန်တော်တို့ကျွန်တော်ကကြတော့မြန်မာကနေလာနေတဲ့လူကျွန်တော်တို့နိုင်ငံတွေကအဆတ်စားရကြိုက်တယ်ကျွန်တော်ပဲချိန်မှာစားလဲဆိုတော့ပြိုင်ပွဲပြီးရဲ့ချိန်မှာကျွန်တော်စိတ်ကြိုက်စားစားနေဒါဒီတစ်ချိန်ပဲအ လူလစိတ်ကြိုက်အဲ့လိုမျိုးနေရဒီဒီတည့်ရက်နေ့ရက်လောက်ဝင်နေရပါတော့ဆိုတော့တခြားအချိန်မှာကျွန်တော်တို့အဲ့လိုနေလို့မရဘူးပြီးတော့ပြောပြမယ်ကျွန်တော်တို့ training plan တွေကလည်းမနေ့6ခွေလောက်မနေ့6နိုင်လောက်ကျွန်တော်တို့အဲ့ရန်တို့6ခွေလောက်ကျွန်တော်တို့ပြည်ရပြည်လို့ရှိရင်9နိုင်9နိုင်40အ9နိုင်ခွေလောက်ကျွန်တော်တို့ပြန်လာပြီး breakfast ခဏစားပြီး9နိုင် ဘိုးနိုင်ခွဲတွမှုဆင်းနိုင်ခွဲတစ်ကြိမ်ပြန်သွားတယ်။ပြီးကျွန်တော်နှစ်ခေစာစားတယ်။ပြီးကျွန်တော်ပြန်အိတ်တယ်။ဒီညနေ၃နိုင်ပြန်စားတယ်၃နိုင်နေ၅နိုင်၅နိုင်ခွဲ ပြီးကျွန်တော်တို့ရေမှုချိုထမင်းစားတယ်၁၀နိုင်လောက်ကျွန်တော်တို့ပြန်အိတ်ကျွန်တော်တို့ဆိုရှယ်တွေအဲ့လောက်ကြည့်လဲတုံးရမရှိဒါပေမဲ့ okay training လုပ်နေချင်းပေါ်ပေါ်တက်ပေါ်ရိုက်မယ်တင်လိုက်မယ်ဒါတော့ရှိတယ်ဖုံးဖုံးတစ်ချိန်လုံးကျွန်တော်တို့ကြည့်ချိန်လည်းမအားဘူးဆိုတော့အဲ့ဒါတွေအရန်ဆိုးဆိုးရိမ်နေကြတာပေါ့နော်ဆိုတော့ စူရဲပဲအချိန်ကုန်နေလို့ဟိုဟာဖြစ်နေလို့စိုးရိမ်နေကြတယ်ဆိုတော့ကျွန်တော်တို့မှကျွန်တော်တို့အချိန်ရှိတယ်အချိန်ကိုယ့်အကိုတတ်မှတ်ထားတဲ့အချိန်တွေရှိတယ်ဆိုတော့ဟိုဒီတိုင်းပဲတည်စီခြင်းအောင်ဘာလို့လူတိုင်းကတော့အာကိုချစ်လို့ဝေဖန်တာလက်ခံတယ်ချစ်တယ်လို့တချို့ကကြတော့လေအမှန်ဝေဖန်မှုမဟုတ်ပဲနဲ့အရင်ဟိုလိုမျိုးဘယ်လိုပြောမလဲတိရမှုဝေဖန်မှုမျိုးမဟုတ်ပဲနဲ့ဟိုဟာ လုံးဝတစ်ဖက်လူကိုအရင်ဟိုဟာဖြည့်တဲ့မျိုးဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်ဒီလိုမျိုးစာရေးတင်တာပဲရှိတယ်ဘဒုဘေဝါတိုက်ခိုက်လူစိတ်လည်းမရှိဘူးဆိုအဲ့အဲ့ဒါကိုနားလေစီရှင်တယ်သိစီရှင်တယ် so ဒီတစ်ခါတော့ဘယ်လိုဒီလိုမျိုးပြောတာနောက်ဆုံးပဲကြံတဲ့နောက်ကျရင်တော့ဟိုပြောမှလည်းမဟုတ်ဘူးကိုယ့်ကိုပြောလာလို့ရှိရင်လည်းအော်ဘာမှလည်းပြန်ပြောမှလည်းမဟုတ်ဘူးဘာဖြစ်စို့ကိုလှုပ်ရှားရည်အများကြီးရှိတယ် အာဝိပန်ထအဝိပန်နေတဲ့တူကိုမကြိုက်လို့လည်းဒီစကားတွေပြောတာမဟုတ်ဘူးနားလဲတယ်အကောလုံးလက်ခံတယ်ဆိုတော့တချို့တွေကအရန်ဟိုဟာဖြစ်နေလို့ဒီလိုဟိုကျွန်တော်တို့မှာဘယ်လိုနေထိုင်ရလဲဘယ်လိုရှိရဆိုဒီဒီဗီဒီယိုလေးနဲ့ပဲပြောလုတ်သွားတာပေါ့အခုချိန်မှာပြတော့ training လက်ကွင်းလက်သွားလို့မရသေးပါဘူး training သွားလို့ရှိရင်လက်စရာတွေကလက်မခံပါဘူး နော် training သွားတကယ်မှ one championship champion တမအောင်မှာ training okay training သွားတယ်ဘာလို့ဒီကွေးနဲ့လာတယ်ပြန်မပြီးကျွန်တော်တို့ဒီမှာဒီလိုမျိုးမျက်နှာနဲ့လဲကျွန်တော်တို့ဘယ်လိုသွားလုံးမလဲပြင်ပန်းထားတယ်တရားမျက်နှာပဲရှိသေးတယ်ကျွန်တော်တို့ကန်ကန်ထားထိုးထားတယ်မှာလက်ရောင်းနေရတယ်ဟုတ်ဟုတ်ဘာမလို့နော်ဘလို့မရဘူးလေကျွန်တော်တို့သွားရင်လဲကျွန်တော်ပူပင်ပန်းမယ်ဒါပဲရှိမှလေဆိုတော့ဒီချိန်မှာကျွန်တော်တို့အားယူနေတဲ့ချိန်ကိုဟို ဘာမှလည်းမစင်စားအောင်နောက်တစ်ပွဲပြန်ကောင်းလာဖို့ဘာမှလည်းမလုပ်ထားအောင်အဲ့လိုမျိုးမတွေးထားအောင်မသိကျွန်တော်တို့မှလည်းကောင်းထဲမှာအများအားထက်ထားပဲအားကြောင့်မလို့အပေးတဲ့ရောက်စီတိုင်းကိုလည်းကျေစုအများကြီးတင်တယ်ကျွန်တော်လည်းလှုပ်ဆရာရှိရဆက်လှုပ်သွားမယ်ပြီးတော့တတ်နိုင်ဆုံးလည်းကျူစာဆက်ပြီးတော့ပုံမှန်တိုင်းကျူစာပြီးတော့လှုပ်သွားမယ်လို့ပြောချင်ပါတယ်ဆိုတော့အပေးရဲ့အရောက်စီတိုင်းကျေစုအများကြီးတင်ပါတယ် Thank you เนาะ ပြောဆိုမှားရရှိလို့ရှိရင်လည်းကြွေးလို့ပေးဖို့အာတောင်းဆိုချက်ပါတယ်ဘိုင်ဘိုင်ဒီတလီယာခရိုနီကာအနေနဲ့နော်ပွဲတစ်ပွဲထူးထူးအတွက်ဘယ်လောက်အောင်ဒီကျင်းခဲ့ရလဲဆိုတဲ့ကြောင့်ကြောက်ပြထားတဲ့ရုပ်တန်လေးပေါ့နော်ဆိုတော့ဟူထန်တဲ့လူတွေကတော့သူ့ကိုဟူထန်နေမှုပေါ့သူ့အနေနဲ့ပြန်လဲရှင်းပြထားပါတော့ဆိုတော့အဆုံးနဲ့ကြည့်ပေးတဲ့အတွက်လည်းအလုံးစုံစစ်ကြပါမယ်စဉ်းစားကြပြီလို့ဒီနေ့စဉ်းစားကုန်တဲ့စပီးတော့ကျွန်တော်ကျွန်တော် YouTube channel လို့ subscribe လုပ်တဲ့ subscribe လုပ်တော့ပြပါတော့အလုံးစုံစစ်ကြပါမယ်